ယာနယ်ချီများပြတဲ့စစ်တုံးပန်းတွေကိုအပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ရုရှားနဲ့ယူကရိန်းတို့ကအတီးအီအတီးပြုတ်ကြေညာခဲ့ပါတယ်။ထရမ့်နဲ့ပူတင်တို့ဟာယူကရိန်းစစ်ပွဲရဆိုင်ရေးကိစ္စဖုံးဆက်ဆွေးနွေးခဲ့ကြပြီးနောက်တနေ့မှာအဲ့ဒီတုံးပန်းလဲလှယ်မှုအစီအစဉ်အကောင့်ထဲပေါ်လာတာဖြစ်ပါတယ်။စုစုပေါင်းစစ်တုံးပန်း382ဦးကိုနှစ်ဖက်ကြားလဲလှယ်ခဲ့တယ်လို့ရုရှားနဲ့ယူကရိန်းအာဏာပိုင်တွေကအတီးပြုတ်ပါတယ်။ပူတင်ကရုရှားနဲ့ယူကရိန်းဟာ တစ်ဖက်ကိုတုံ့ပန်း185ဦးစီလဲလှယ်မှာဖြစ်သလိုဒဏ်ရာအပြင်းထန်ရထားတဲ့ယူကရိန်းစစ်သား23ဦးကိုလည်းပြန်လွှဲပြောင်းပေးမယ်လို့စောပိုင်းမှာကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်ဖြစ်နေတဲ့နှစ်နိုင်ငံရဲ့မြောက်ပိုင်းနယ်စပ်တနေရာမှာတုံ့ပန်းလဲကြတဲ့အခါဒဏ်ရာရယူကရိန်းစစ်သား22ဦးကိုပြန်ပို့ခဲ့တယ်လို့ပဲရုရှားကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ဘာကြောင့်တအူးရော့သွားသလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ပြန်လွတ်လာသူတွေဟာစစ်တပ်နေကြားဆောင်တပ်နဲ့ဒေသအလိုက်ကာကွယ်ရေးတပ်တွေထက်ကအစုံအလင်ရောနှောပါဝင်နေကြောင်းအခုတုံ့ပြန်လဲလှယ်မှုကစစ်ကာလတလျှောက်အရေးအတွက်အများဆုံးလဲလှယ်နိုင်မှုတစ်ခုလည်းဖြစ်လာကြောင်းဇယ်လမ်စကီးကဆိုပါတယ်ယူကရိန်းဟာပြန်ရောက်လာတဲ့စစ်မှုတန်းတွေကိုချာနီဟစ်ဒေသမှာရှိတဲ့စေယုံတွေစီအ мян ပို့ဆောင်ပြီးလိုအပ်တဲ့စစ်ဆေးကုသမှုတွေခံယူစေခဲ့ပါတယ်၃နှစ်ကျော်ကြာလာတဲ့စစ်ပွဲတလျှောက်တုံ့ပြန်လဲလှယ်မှုတွေနဲ့အိမ်ပြန်နိုင်ခဲ့တဲ့ယူကရိန်းစစ်သားအရေးအတွက်က အခုဆိုရင်4300ကျော်အထိရှိလာပြီလို့သိရပါတယ်။ရုရှားအစိုးရကအခုလိုတုံ့ပြန်လဲလှယ်မှုအထမြောက်ခဲ့တာဟာအာရဗ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံအစိုးရရဲ့ဂျားဝင်စိတ်ဆက်ပေးမှုကြောင့်ဖြစ်တယ်လို့အသိအမှတ်ပြုခဲ့ပါတယ်။ UAE ဟာရုရှားနဲ့ယူကရိန်းကြားတုံ့ပြန်လဲလှယ်မှုတွေကို2022ကစပြီးဂျားဝင်ကူညီညှိနှိုင်းပေးနေကြတာဖြစ်ပါရဲ့ရှင်။